မင်္ဂလာပါရှင်ဗမာခေတ်သစ်တရင်ဌာနရဲ့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတပ်နဲ့ BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံပေးမယ်မပြေလည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂျာဖြန့်အရေးနဲ့ပတ်သက်ပြီးမြဝတီမြို့မှာနိုဝင်ဘာလ18ရက်ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားဆောင်တပ် BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ် စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ BGF ကောင်းဆောင်စောချစ်သူစောမို့သူတို့ကရောက်ရီမျိုးမှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါရွှေကုတ်ကိုမြို့တစ်ထဲဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BGF ကောင်းဆောင်စောချစ်သူကမကျင်မနက်ဖြစ်နေတယ်လို့ BGF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တဲ့ဦးကပြောပါတယ်အဲ့ဒီနောက်မနေ့နိုဝင်ဘာ18ရက်ကရွှေကုတ်ကိုစီးနင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ VGF ဘက်ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောနဲ့စောချစ်သူတို့ရဲ့တားငယ်စောချစ်ချစ်သားတို့တောက်ဥဆောင်ပါဝင်တာတွေ့ရပါတယ် မနေ့ကစီးနင်းမှုကတော့ရွှေကုတ်ကုမျိုးတွေကကြာဖြတ်လုပ်ဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြာဖြတ်လုပ်ငန်းတုံးကွန်ပျူတာတွေဖုန်းတွေနဲ့အတူတရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာ19ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကုမျိုးတစ်ထဲဝင်ရောက်စစ်ဆေးမှုအတွင်အွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတတောင်းနီးပါဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံသားအယောက်346ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ် စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကုံမျိုးတွေကတချို့ကြားဖြတ်တရုတ်ဆိုင်ထဲမှာတော့အလုသမားတွေကိုအပြင်ထောက်ခွင့်မပြုဘူးလို့တရင်ကြီးမြစ်တချို့ကပြောပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုက်မှာကြားဖြတ်လောက်တာအင်အား2000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ကြားဖြတ်ကိုလည်းဒီတစ်ခေါက်မှာအပြည့်ရှင်းမယ်လို့စီးနှင်းမှုမတိုင်ခင်တရက်မှာဗိုလ်မှူးကြီးနိုင်မောင်စောကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ချောင်းဆောင်တန်း BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်ဖြစ်တဲ့ မြဝတီမြို့နယ်မြောက်ဖက်ပိုင်းကတိတ်ကတိစံပြကြီးပါတဲ့ကိုကြားဖြတ်လုပ်နေတဲ့ KK ဘက်ကတရုတ်တထေးတွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ BGF အမှတ်နှစ်စစ်ဒေသမှုဘုံမူးကျုပ်စောတင်ဝင်ထိန်းထုတ်တဲ့တိတ်ကတိစံပြကြီးပါတဲ့မှာအစာဦးအသင်းတချို့တဝက်တိဆောက် PCB ဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကိုမြို့ကနေတက်နယ်နှစ်စစိပ်ပါတဲ့ရင်းတွေနဲ့တည်ယူပို့ဆောင်လာတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ဖုံမှုချုပ်စောတင်ဝင် ထိန်းချုပ်နေနေတဲ့က KK ဘက်ကိုစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ KK ဘက်ကိုဝန်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီးဗိုလ်မှူးချုပ်စောတင်ဝင်းကမတက်တာလို့သာခွင့်ပြုပေးခဲ့ရတာဖြစ်ပြီးစစ်တရရဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့မကျေနပ်ဘူးလို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကစစ်ကောင်စီကကျင်းပခဲ့တဲ့နှစ်90ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားမှာစောချစ်သူစောမှုသူတို့တက်ရောက်ခဲ့ပေမယ့်စောတင်ဝင်းကတော့တက်ရောက်တာမရှိခဲ့ပါဘူး။ ကေကေဘတ်မှာတရုတ်နိုင်ငံသားနေပြီးမြန်မာနိုင်ငံသားတွေပို့များကဆက်လက်မလုဆောင်ဖို့စစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီသူတွေကိုနေရက်ပြန်ခိုင်းလိုက်တယ်လို့စောတင်ဝင်းကဒေတာရင်းသတင်းဌာန KIC ကိုဖြေကြားထားတာရှိပါတယ်။စောတင်ဝင်းဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တယ်ဆိုပြီးအမေရိကန်အစိုးရနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါ။ကြားဖြတ်နေနေရတဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ ဗီဂျီယက်ပုံမူးချုပ်စောတင်ဝင်တဲ့ဗိုလ်မူးကြီးနိုင်မောင်စော်တို့စီဖုံးနဲ့ဆက်သွယ်ပေးမယ်အဆက်သွယ်မရခဲ့ပါဘူးခရင်နဲ့ချားဆောင်တက် BGF ကရွှေကုတ်ကိုမှကြားဖြတ်နိုင်နေဖို့အတွက်ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေးမယ်ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကိုသတင်းရင်းမြစ်တွေကဆိုပါတယ်မြောက်ဝတီမြို့တောင်ဘက်က BGF ထိန်းချုပ်ထားတဲ့မေထော်သလေးရွာအနီးကနမေဆိုးနဲ့ကြော်ကြတဲ့ KK ဘက်ကြားဖြတ်ဝင်တဲ့စစ်တပ်ရွှေကုတ်ကိုအော်တိုဘာလကစပြီးစစ်ကောင်စီတပ်က စီနီယာမှာသိစစ်တပ်ကတရုတ်ကပေါ်မှာကျင်းပမယ်ဆိုတဲ့အမြင်နဲ့မြန်မာနိုင်ငံသားတွေနိုင်ငံတကာမှာကြေကျပါတယ်။ကုလသမဂ္ဂမှာတာဝန်ရှိသူအထွေထွေမှတ်ချက်တွေကိုစုစည်းတင်ဆက်လိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူး။ဒီရွေးကောက်ပွဲတွေကမြန်မာပြည်ပြည်ထောင်စုရဲ့အဖြစ်ကိုထုတ်ပေးနိုင်လိမ့်မယ်လို့လည်းဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူး။ ဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြံဖတ်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်တည်းမှာအယက်သားအုပ်ချုပ်မှုစီဦးတည်တဲ့နိုင်ငံရေးဆိုင်ရာဆင်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့အစိုးရကိုလေးစားဖို့လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်။လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော့ကာချန်ဒီအချိန်တွေအောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ကိုလိုက်မမိနိုင်ဖြစ်ရပါတယ်။ရွေးကောက်ပွဲတွေလွတ်လပ်တရားမျှတပါတယ်လို့ဘယ်သူကများဘယ်လိုပြောနိုင်မလဲ။ ဘယ်သူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့တိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲစစ်တပ်ကိုယ်တိုင်ကပြိပခတဲ့ပါဝင်ပတ်သက်ပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ Dr. M. Ju ဒီရွေးကောက်ပွဲတွေကအထူးအရောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်ဒီရွေးကောက်ပွဲတွေကအလိမ်ညာတွေပါအတိုက်ခံနိုင်ငံရေးကောင်းဆောင်တွေဖန်စီခံထားရထိမ့်သိမ်းခံထားရ အချင်းချခံထားရညှင်းပတ်နှိပ်စက်ခံရချိန်မှာဘလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရရှိမှာမဟုတ်ပါဘူး။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းဒီလွတ်တော်မှာပြောကြံပါတယ်။လက်ရှိအစီအစဉ်တွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။နောက်ပြီးရေရှည်တည်တဲ့ငြိမ်းချမ်းရေးစီလည်းဥတည်မနေပါဘူး။ရွေးကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်းထင်းရှားရှားအပြစ်အနာစာတွေရှိနေတာပဲ။ မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်ခံနိုင်ငံရေးပါတီတွေမရှိနေဘူး။နောက်ပြီးရွှေကောက်ပွဲအပေါ်အများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုအဖြစ်ဖိနှိပ်တဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲတွေဟာအများယုံကြည်မှုရရှိမှာမဟုတ်ပါဘူး။စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုတွေလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ထွေးဆောင်ဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့တွေဖြစ်ပါတယ်။ ငင်းချမ်းရင်လုံခြုံရေးနဲ့အားလုံးပါဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုံမြစ်ဖြစ်ရပါမယ်။ဂျာမတာရလကအများလက်ခံယုံကြည်မှဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်မှာပါ။ဆက်လက်ပြီးနေပြည်တော်တပ်ကုန်နှင့်စကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လှည့်ခင်းကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ12ဦးသေဆုံးပြီးကားတစ်စီးကိုမိရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ နေပြီးတော့တကုံမြို့နယ်အမြန်လမ်းမိုင်းတိုင်း241ဘက်သို့စုပ်ခွာလာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား5ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့နနက်8:40မိနစ်ခန့်အချိန်နေပြီးတော့တကုံမြို့နယ်ရတနာမြေကြီးွာဘက်မှအမြန်လမ်းမိုင်းတိုင်း241ဘက်သို့စုပ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကိုနွားလက်နှစီဖြင့်ထည့်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကိုမြို့သိမြို့နယ်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရေးပေါ်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူစကိုင်းမြို့နယ်ကန်တလူတိုးကိတ်မှထွေးအုပ်ဆက်ရေး ကျော်ရဲလွင်အပါဝင်စစ်သားများလိုက်ပါလာသောကင်းလေကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားခွနဲ့ဦးကွဲချင်းပြီးတေဆုံခဲ့ကကားကိုမိရှုရှင်းလင်းခဲ့ကြောင်းလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလ28ရက်နေ့ည8:25မိနစ်ခန့်အချိန်စကိုင်းမြို့နယ်ကန်တလူတိုးခိတ်မှပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေသောထွေအုပ်ဆရေးကျော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုစကိုင်းမုံရွာလမ်းရှိစကိုင်းတက္ကသိုလ်အနီးတွင် တော်လန်ရဲရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ်ထိုတိုက်ခိုက်မှုအတွင်ထွေအုပ်စရေးကျော်ရဲလွင်အပါအဝင် စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တပ်မ33မှစစ်သားများကအိစီကဆက်နက်စီးဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင့်လက်ကင်ကားကိုမိရှို့ရှင်းလင်းပြီးတော်လန်ရဲရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်။လက်ကင်ကားပေါ်ပါလာတဲ့ကောင်အားလုံးသိတဲ့ကားပါမိရှို့ဖျက်ဆီးခဲ့တာစစ်ခွေးခွနဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါသူတို့ပြောခဲ့တဲ့စကားလိုပဲ တည်ရဲတဲ့ကောင်ပြည်သူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောကြင်ပါတယ်ဟုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတော်လှန်ရေးရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးအထူးကမ်းရှိပြလဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်